ုတ်ထဲမှာပေါ့ဝဝစားကလေးကတိုင်ငက်စီကို အလုတ်တောင်းမှုရောက်လာခဲ့တယ်။ဟဲဝဝငါလေထဲမှာအလုတ်လုံနေတဲ့ငှက်တွေအခုဆိုအများကြီးရှိနေပြီ။နောက်ထပ်ငှက်တွေငါမလိုတော့ဘူး။ကောင်းပါပြီကိုကြီးတိုင်ငက်။ဒါဆိုရင်ညီမတခြားနေရာမှာအလုတ်သွားရှာလိုက်ပါမယ်။စိတ်ထက်ကြပြီးတော့ဝမ်းနေစွာနဲ့ဝဝစားကလေးကအိမ်ပြန်လာနေတော့လမ်းမှာဖျဲသေးတလုံးလှဲကျနေတာကိုတွေ့လိုက်တယ်။ဝဝစားကလေးကဖျဲသေးကိုကောက်ပြီးတော့အိမ်မက်ကိုယူလာခဲ့တာပေါ့။ ဘဝကဖျဲသည့်ယူလာတာကိုကာလူကြီးကကမြင်လိုက်တယ်။ဟာဒီဖျဲသည့်ကိုငါကောက်ယူမလို့ပဲ။ဒါမဲ့ဒီအဆောက်ပလောက်စားကလေးမှယူသွားပြီ။ကာလူကြီးကကချမ်းသာတဲ့အိမ်ကလာတာမလို့တောထဲမှာတခြားငှက်တွေကိုသိမ့်မကြိုက်ဘူး။တစ်ဖက်မှာတော့ဝဝစားကလေးကဖျဲသည့်နဲ့အတူအိမ်ကိုရောက်လာတယ်။ဟဲမမေဒီနေ့ဖျဲသည့်ယူလာတာလား။ဒီနေ့အရန်ကိုပြောစရာကောင်းတာပဲနော်။ဟုတ်တယ်တာလာအခုဒီဖျဲသည့်ကိုမြင်မြန်စားကြမယ်။ နောက်တနေ့ကျက်တူရွေးစားကလေးစီရောက်လာပြီးတော့ညမရေဒီပစံလေးတွေကမင်းယောက်ျားမသိခင်သူ့ဆရာနေငါချီးထားတာလေတကယ်တော့မင်းယောက်ျားအရန်ကောင်းတဲ့သူပါပဲလူတိုင်းကိုကူညီတတ်တယ်အဲ့ဒီနောက်ဝဝစားကလေးကတောရဲမှာအလောက်ရှာဖို့အတွက်ထွက်လာခဲ့တယ်အလောက်ရှာရင်းနဲ့ရန်ကိုပြန်မှန်းသွားမိမဲ့ဘာလုံးမမရဘူးပေါ့အဲ့ဒီအချိန်ငှက်တကောင်ကဖျဲသည့်တက္ကစီနဲ့ဝဝစီကိုရောက်လာပြီးတော့စားကလေးမရေငါတခြားတော့ကနေလာတာ ငါမှအကြောင်းကိစ္စတခုရှိလို့ဒီတက်ဆီကိုရောင်းရမယ်။မင်းတထောင်နဲ့ဝယ်မလား။ဟုတ်ကဲ့ကိုဒီတက်ဆီနဲ့အလုပ်ကောင်းကောင်းမှုမှုဖွင့်လို့ရတယ်။အဲ့နောက်ဝဝကစက်တူရေးပြန်ပေးထားတဲ့ပစ္စံနဲ့တက်ဆီကိုဝယ်လိုက်တယ်။တကယ်တော့အဲ့ဒီငှက်ကခိုးထားတဲ့တက်ဆီကိုရောင်းပြီးတော့ထွက်သွားတာ။တနာစီယာဝဝစာကလေးမကအဲ့ဒီတက်ဆီကခိုးထားမှမသိခဲ့ဘူးပေါ့။တစ်ဖက်မှာတော့တိတ်ငှက်ကသူ့ရဲ့တက်ဆီဘယ်သူခိုးသွားလဲမသိလို့အရန်ကိုစိတ်ပူနေတယ်။ ဘဝစာကလေးကတော်ရရငှက်တွေကိုတက်ဆီနဲ့တတော်ကနေတတော်ကိုပို့ပေးပြီးတော့ညတိုင်းအစားအသောက်ကောင်းတွေဝယ်လာနိုင်တာပေါ့အခုတော့ဝဝကတက်ဆီကိုနေတိုင်းမောင်းပြီးတော့ပတ်စံကောင်းကောင်းရလာတယ်။အင်းဆုံးသွားတဲ့ငါးယောက်ကြားတဲ့ကျေးဇူးကြောင့်ငါတက်ဆီမောင်းလို့ငါဘဝပြောင်းလဲခဲ့ရပြီ။ဒီနေ့ဝဝတက်ဆီမောင်းထွက်ရင်းနဲ့ကြီးကမအပြင်ထွက်လာခဲ့တယ်။နင်တတော်အဆင်ပြေနေရတော့ဝဝ။ဟုတ်တယ်ဖျဲသည့်တက်ဆီလေးကတတော်အလုပ်ဖြစ်တယ်။ ဲ့လိုပြောတော့ကြီးကမအင်ကိုပြန်သွားပါတယ်။ဒီမဲ့ကိုကလူတခြားငှက်တွေအားလုံးကအလုတ်လုတ်ပြီးတော့ရှေ့ကိုရောက်သွားကြမယ်။ရှင်ကတော့တနေ့လုံးအိမ်မှာလှဲနေရပဲ။ဟဲဘာဖြစ်သွားရလဲ။ဘာလို့ငှက်ကိုဒီလောက်ဒေါသထွက်နေရလဲ။ရှင်သိလားဘဝစာကလေးကတက်စီတစီဝယ်ထားပြီးတော့အဲ့ဒါနဲ့အများကြီးအမျက်ရတယ်။အဲ့တက်စီကငါတို့မှရှင်ငါတို့လည်းတနေ့ပတ်စံရှာနေနိုင်မှာမင်းမှပတ်စံရှင်ယူလာခဲ့ငါဝဝစီသွားပြီးတော့အခုအဲ့တက်စီကိုဝယ်လိုက်မယ် ဟာပတ်စံမှာရှိမှမရှိရာရှင့်ငါကိုယ်တိုင်ဝယ်လိုက်မှာပေါ့ဒါဆိုကျမတို့ဒီလိုလုပ်မယ်သူ့ရဲ့တက္ကစီကိုခိုးပြီးတော့အယောင်နှစ်အောင်တုတ်လိုက်မယ်လीဟုတ်တယ်မင်းအယမ်းမှန်တယ်အယောင်ပြောင်းလိုက်ရင်အဲ့ဒါငါတို့ဟာဖြစ်သွားလိမ့်မယ်ဒီနေ့ကျမတို့လုပ်မယ်ဒီညသွားပြီးရင်သူ့ရဲ့တက္ကစီကိုခိုးမယ်ညရောက်တဲ့အခါမှာတော့ကာလူတို့လေမယားကဖျက်သိတက္ကစီကိုခိုးသွားကြတော့တယ်နောက်နေ့မနက်မှာတော့ကာလူကတက္ကစီကိုဆေးတုတ်လိုက်တာပေါ့ ဘဝဆောင်လေးတို့သားမိကအိယာကနိုးလာတော့သူတို့တက္ကစီကိုမတွေ့တော့ဘူးပေါ့မမေမမေရဲ့တက္ကစီဘယ်မှာလဲဘသူရေယူသွားရလဲယင်ဘာမပြောနဲ့သားဒီတက္ကစီနဲ့မမေအမျက်တွေအများကြီးရထားပြီးမင်းမလို့အခုအလုပ်သစ်စားလို့လို့ရပြီစိတ်မပူနဲ့နော်နောက်နေ့မှဝဝကဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်တယ်အခုကာလူကြီးကန်းကဝဝရဲ့တက္ကစီနဲ့ပတ်စံရှာနေတယ်မိမကြည်စန်းဒီနေ့ငါပတ်စံတွေဘယ်လောက်ရလိုက်သလဲဝါကိုကာလူရဲ့ ကျမတို့အကြံစီကတကယ်အလုပ်ဖြစ်နေတော့တာပဲနော်။ဒီနေ့တိုင်းငတ်ကကားလူစီကိုရောက်လာပြီးတော့"လူညီလေးမင်းတက္ကစီနဲ့ငါ့ကိုတခြားတော့ကိုပို့ပေးပါဦး။"ဟုတ်ကဲ့ထိုင်ပါကျွန်တော်အခုပဲပို့ပေးမယ်။ကားလူညီငါတက်စီလဲဒီလိုမျိုးပဲဖျဲသိမ်းနဲ့စောက်ထားတာဘယ်သူမှငါရဲ့တက်စီကိုခိုးသွားလဲမသိဘူး။ဒီလိုနဲ့လမ်းမှာသွားရင်လည်းရာသီဥတုကဆိုးလာပြီးတော့တောထဲမှာမိုးသီးထန်စွာရွာလာတယ်။မိုးရေတွေကြောင့်မလို့ကားလူကတက္ကစီပေါ်မှာတုတ်ထားတဲ့အရောင်တွေကကျွတ်ထွက်လာတယ်။ ။နှစ်ကြာတော့ကာလူကြီးကန်ကတိုင်းငတ်ကိုတခြားတော့ရအောင်ပို့ပေးလိုက်ပါတယ်။ဒီအချိန်တိုင်းငတ်ကတက္ကစီကိုကြည့်လိုက်တော့အရောင်နေအကုန်ဆုံးထွက်သွားပြီမလို့သူ့ရဲ့တက္ကစီဖြစ်နေအောင်တတိထားမိတယ်။ဟာ Hey ဒီတက္ကစီကငါ့ရဲ့ဟာပဲ။ဒါမဲ့အရင်တုန်းကတော့တခြားအရောင်တောက်ထားသေးတယ်။အော်အခုငါနားလဲပြီ။ကာလူကြီးကန်မင်းကငါ့ရဲ့တက္ကစီကိုခိုးပြီးတော့တခြားအရောင်တောက်ထားတာပဲ။မင်းကတခိုးပဲ။ဟဲ့မဖြစ်နိုင်ဘူးကိုတိုင်းငတ်ဒီတက္ကစီကမင်းရဲ့ဟာဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ဒါငါဟာပါမင်းတို့အခုမလွတ်တော့ကာလူကြီးကအဲ့လိုပြောပြီးတော့ကာလူကိုစစ်တူရဲ့ဘုရင်ကြီးစီကိုခေါ်သွားလိုက်တော့တယ်စစ်တူရဲ့ရှင်ဘုရင်ဒီကာလူကြီးကကတခိုးပါ तू ကကျွန်တော်ရဲ့တက်စီကိုခိုးပြီးတော့အယောင်ငဲထားတယ်အဲ့ဒီနောက်တိုင်းငယ်ရဲ့တက်စီဖြစ်ကြောင်းမှန်ကန်တာကြောင့်ကာလူကြီးကကိုအကျဉ်းချဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ကာလူကြီးကတက်စီခိုးလို့အပြစ်ပေးခံလိုက်ရပါတော့တယ် ဒီတရေကိုဝဝဆာကလေးကြားတော့ဆင်မကောင်းရုံကလွဲပြီးတော့ဘာမှမတက်နိုင်ရှာဘူးပေါ့တင်တင်ကြီးကမလေးကအမိုက်ပုံးကိုယူပြီးတော့ဘဝဆာကလေးမရဲ့အိမ်အရှိမထားပြီးတော့တောလိုက်တော့တယ်အမေအမေမြေမြတ်လေးလာကြည့်ပါဦးဒီနေ့လေတရားရုံးကတမီးတို့ရဲ့အိမ်ရှိမအမိုက်တွေလာပြစ်သွားပြန်ပြီနောက်တနေ့တရက်မှာတော့ဘဝဆာကလေးမကပြတင်းမောက်ကနေခိုးပြီးတော့ချောင်းကြည့်လိုက်တော့တယ်တင်တင် နေမဲငါ့အိမ်ကိုလာပြီးတော့အမြဲတမ်းအမိုက်တွေလာပစ်နေရမဟုတ်လားလိန်ပြောလို့လည်းမရအောင်တော့ငါကိုယ်တိုင်မျိုးကိုတွေ့ခဲ့တာတင်းတင်းကြီးကမကဘာမှမပြောဘဲနဲ့ထွက်သွားလိုက်တော့တယ်အမေတမင်းလေးအန်တီအိမ်ကိုအလဲသွားမလို့အဲ့ဒီမှာနေရတာအရင်ကပြောဖို့ကောင်းတယ်ခဏကြာတဲ့နောက်မှာတော့ဝဝဆာကလေးမနဲ့သူ့ရဲ့သမီးတွေကအချားရွာကအန်တီအိမ်ကိုအလဲသွားလိုက်ကြတော့တယ်။ဝဝဆာကလေးမကအိမ်မှာမရှိတာကိုအခွင့်ကောင်းယူပြီးတော့ တင်းတင်းကြီးကမကသူ့အိမ်ကအမိုက်တွေအားလုံးကိုဝဝဆာကလေးမရဲ့အိမ်ရှိမှာတော့ပြစ်လိုက်တော့တယ်။၃ရက်၄ရက်ကုံဆုံးသွားတော့တယ်။တင်းတင်းကြီးကမကတော့နေ့တိုင်းဝဝဆာကလေးမရဲ့အိမ်ရှိမှာအမိုက်လာပြစ်တော့တာပေါ့။တပတ်ကြာတဲ့နောက်မှာတော့ဝဝဆာကလေးမကအိမ်ကိုပြန်ရောက်လာတော့တယ်။ဟဲ့တော့ဘာဖြစ်သွားလဲ။ဘလို့ဖြစ်ပြီးတော့အမေတို့ရဲ့အိမ်ရှိမှာအမိုက်တွေဒီလောက်တောင်ရှိနေရတာလဲ။သမီးရဲ့အမေတို့အိမ်မလာတာလားအမိုက်ပုံရောက်သွားတာတော့မဟုတ်ပါဘူးနော်။ ဘာတွေပြောနေရလဲအမေရဲ့ဒါသမီးတို့ရဲ့အိမ်မဲလေသမီးတို့ရဲ့အိမ်ရှိမှာတရားရောက်ကအမိုက်လေလာပစ်သွားတာဒါအမေတို့ရဲ့အိမ်မဟုတ်ဘဲနဲ့အမိုက်ပုံနဲ့ပို့တူနေတယ်အမေတို့ရဲ့အိမ်ဘလောက်တောင်အခြေအနေဆိုးသွားလဲဆိုတာကြည့်ပါဦးဟုတ်ပါအမေရဲ့တေချာပေါက်အနီတနေလောက်တာပဲဖြစ်မယ်သမီးတို့မရှိတဲ့အချိန်မှာအိမ်ကိုအမိုက်ပုံထုတ်လိုက်တာကိုယ့်ရဲ့အိမ်ရှိမှာအမိုက်တွေအများကြီးပွားရှုံနေတာကိုကြည့်ပြီးတော့ဘဝစကလေးမကရောင်းဒေါသထွက်သွားတော့တယ်ဒီတင်တင် ကြီးကမအောင်ငါအလွတ်မပေးတော့ဘူး ဒီမိုက်တွေအားလုံးကိုသူ့အိမ်ရှေ့ကိုပြန်သွားပုံမယ်။နောက်တော့ဝဝစာကလေးမကလှဲတစည်းကိုယူလာလိုက်တော့တယ်။အမိုက်တွေအားလုံးကိုအဲ့လဲပေါ်ကိုဆုပ်ပြီးတော့တင်လိုက်တော့တယ်။ခဏကြာရင်နောက်မှာတော့အမိုက်တွေအားလုံးကိုလဲပေါ်ကိုတင်ပြီးတော့တင်တင်ကြီးကမိုင်းအိမ်ကိုတွန်းလာလိုက်တော့တယ်။ဒီမိုက်ယူလိုက်နင်းရဲ့အမိုက်တွေနင်းရဲ့အမိုက်တွေအားလုံးကိုနင်းစီကိုပြန်ပုတ်ပေးလိုက်ပြီ။နောက်တစ်ခါငါ့ရဲ့အိမ်ရဲ့အရှိမအမိုက်ပြည့်ရရင်ပြည့်ကြည့်။နောက်မှငါအဆုံမဆုံနဲ့နော်။ တင်းတင်းကြီးကမကိုတင်ငန်းစာပြပြီးတော့ဝဝစာကလေးမကထွက်သွားလိုက်တော့တယ်။ဖះရေအပင်မန်းခံပြီးတော့တန်ရှင်းရဲ့လှုပ်ထားတာကိုအခုတော့အမိုက်တင်နဲ့ညက်ပတ်ကုန်ပါပြီ။ငါ့အိမ်ကိုညက်ပတ်အောင်လှုပ်တယ်မဟုတ်လားဘောဝါ။ငါ့အိမ်ကိုညက်ပတ်အောင်လှုပ်တယ်ဟုတ်လားဘောဝါ။ငါနဲ့ရောအလွတ်ပေးမှာမဟုတ်ဘူး။တင်းတင်းနဲ့လာပြီးတော့ပြဿနာလာရှုပ်တာနဲ့အမိုက်မှားသွားပြီပဲဘောဝါ။အမေဒါဆိုဘာလုံးပါလဲ။အခုကစပြီးတော့ဝဝနဲ့အတူအမိုက်ပစ်တိုင်းကစားမယ်။အရှင်က ဒီဘက်နေမှာထွက်တဲ့အမိုက်ကိုအခုတိကျတဲ့နဲ့အမိုက်ထွက်အောင်လုပ်မယ်။ပြီးရင်အမိုက်တွေအားလုံးဝဝရဲ့အိမ်ရှင်မှာတော့ပြစ်မယ်။အဲဒီနောက်မှာတော့တင်နေကအမိုက်တွေအားလုံးကိုရှင်းလိုက်တော့တယ်။အမိုက်တွေရှင်းနေရင်လည်းတင်နေကြီးကမရဲ့ငကက်ကပြုတ်ကျသွားတော့တယ်။နင်ကငါအိမ်ကိုညစ်ပတ်အောင်လုပ်ခဲ့ရမဟုတ်လား။အခုနင့်အိမ်ကိုနေတန်ရှင်းလောက်ရမယ့်အချိန်ရောက်ပြီ။တင်နေကြီးကမကလည်းအမိုက်တွေအားလုံးကိုလှဲပေါ်တင်ပြီးတော့ဝဝစာကလေးမရဲ့အိမ်ကိုယူသွားလိုက်တော့တယ်။နောက်တော့ဝဝစာကလေးမအတိုင်းဝဝစာကလေးမရဲ့အိမ်ရှိမှာအမိုက်တွေကိုဖြန့်ကျဲလိုက်တော့တယ် တင်းနေကိုလာပြီးတော့ရန်စမိတာဟိုကမှားတာပဲလေအခုတော့တည့်ရလုံးတန်ရှင်းရင်လို့တော့ပြုံးရပြီးတော့တင်းတင်းကြီးကမာလီကသွားလိုက်တော့တယ်ဖះရီဒါရီကဘာတွေလဲနောက်တခါအမှိုက်ချက်ပြီးတော့ငါ့ရဲ့အိမ်ကိုအမှိုက်တွေလာပြစ်ပြန်ပြီဘောဘာစာကလေးမကဆက်ညက်သွားပြီးတော့တန်ရှင်းရင်လောက်လိုက်တော့တယ်အမှိုက်ပုံတွေကနေငကက်ထွက်လာတာပဲဖះရီဒါကဘသူငကက်လဲဒါပေမဲ့ဒီငကက်ကငါမြင်မှုနေတယ်လို့ပဲကြည့်ပါဦးသမီးရီ ကာလူကအန်ဒီအတွက်ရွှေငကွက်ဝယ်ပေးထားတာလှလိုက်တာအန်ဒီအန်ဒီရဲ့သားအကိုကာလူကရံကိုကောင်းတာပဲတကယ်ပါငကွက်လေးကရံကိုလှတာဟုတ်တာပဲဒါကဘသူရဲ့ငကွက်လဲဆိုတာငါမှတ်မိပြီဒီငကွက်ကတင်းင်းရဲ့ရောက်ခမဟာပဲနောက်တစ်ဖက်မှာတော့တင်းတင်းကြီးကမရဲ့ရောက်ခမကတခြားအိမ်မျိုးရှောက်လဲပြီးတော့အိမ်ကိုပြန်ရောက်လာတော့တယ်ချွေးမရေချွေးမအမေရဲ့ငကွက်လေးထုတ်ပေးပါဦးဒီနေ့ညကျရင်မင်းလာဘွဲတက်ရမှာမလို့ တင်တင်ကြီးကမန်းကငကတ်ကိုထုတ်ပေးဖို့အတွက်ဘီရိုကိုဖွင့်လိုက်တော့တယ်။ငကတ်ကဘဲရောက်သွားရလဲ။ငကတ်သာရှာမတွေ့ရင်အမေကငါ့ကိုတတ်လိုက်မယ်။တင်တင်ကြီးကမန်းကတအိမ်လုံးကိုပက်ရှာတော့တာပေါ့။ဒါပေမဲ့ဘယ်နေရာမှာမှငကတ်ကိုရှာမတွေ့ဘူးပေါ့။ထွေးမကြီးငါရဲ့ငကတ်ကိုဘမထားလိုက်တာလဲ။음မဟုတ်ပါလို့ရောငါရဲ့ငကတ်ကိုရောင်းလိုက်တာလား။အမေဘာပြောနေရလဲ။အမေရဲ့ငကတ်ကဘဲရောက်သွားတာလဲ။အမေဘာပြောနေရလဲတင်တင်။ အမေရဲ့နကကရောဘယ်ကိုရောက်သွားလဲမဟုတ်တာအမေရဲ့တမီးရောဘယ်လိုလုပ်ပြီးရောင်းမှမလဲအမေရဲ့နကကဖယ်ရောက်သွားမှတမီးလည်းမသိပါဘူးငလိမ်မနေ့ကငါအစလေးရရုံတာမဟုတ်ဘူးပထမနေ့ကတည်းကနေငါရဲ့နကကိုမျက်စိကျနေရငါမသိဘူးလို့မထင်နဲ့ကိုကလူရေကြည့်ပါဦးလားအမေကဘာပြောနေလဲဟုတ်မသိဘူးကျမကလာပြီးတော့ဆွဆွဲနေရတခုခုပြောပါဦးလားဖះရေငါတို့နင့်နာလိုက်တာကွငါရဲ့နကက်လေးကိုငါရဲ့တခိုးချွေးမလေးကယူသွားတယ်လေ ။နေရတခုမှငါဖယ်သိပါမလဲ။အဲ့လိုမဲသိရင်ငါရဲ့ငကတ်ကိုနစ်စီလုံးဝမအပ်ပါဘူး။တင်းနေရင်မင်းဘာလို့ငကတ်ဘယ်မှာထားလဲဆိုတာမပြောရတာလေ။ကျမကဘာလို့လိမ်ပြောရမှာလဲ။ကျမမှသာငကတ်ရှိရင်အစတည်းကထုတ်ပေးလိုက်ပြီပေါ့။ဒါလေးအရန်ကိုများသွားပြီ။အမေနောက်ထပ်ဒီတခုချွေးမကိုထပ်ပြီးတော့သီးမခံနိုင်တော့ဘူး။ဒီအိမ်ကနေအခုချက်ချင်းထွက်သွားလိုက်တော့တင်းတင်းကြီးကမရဲ့ရောက်ခမကတင်းနေကိုအိမ်ကနေမောင်းထုတ်လိုက်တဲ့အချိန်မှာပဲ။ ဘဝစာကလေးမကငကက်ယူပြီးတော့အိမ်ကိုပြန်ရောက်လာတော့တယ်။ခဏနေပါဦးအန်ဒီ။ဒီမှာအန်ဒီရဲ့ငကက်တင်းနေကြည့်ရတာနင်မေ့သွားတာနဲ့တူတယ်။နင်မဲ့ငကက်ကိုငါ့စီအပ်ထားတာလေ။အင်းဟုတ်တယ်။ဒါငါရဲ့ငကက်ပဲ။ဒါမဲ့နင်စီကိုဘယ်လိုလုပ်ပြီးတော့ရောက်နေရလဲ။အန်ဒီရဲ့တင်းနေကအန်ဒီရဲ့ပစ္စည်းတွေကိုဆိုအရန်ကယူဆိုင်တာ။ဘီရိုထဲမှာကြွတ်တွေရှိလို့တဲ့။အဲ့ကြောင်တမိစီမှာလာအပ်လိုက်တာအမေကလည်းတော့ဘာမဟုတ်ပဲတားရတဲ့တင်ကိုစူလိုက်တာ ။တင်းနေရလဲအမေကိုရန်ကီယိုဆိုင်တာပါ။ထွင်းမရေထွင်းမအမေကိုခွန့်လို့ပါနော်။အမေအမားကြီးလုံးမိသွားတယ်။တင်းတင်းကြည့်ကမကဝဝစာကလေးမဘောမကောင်းအောင်လုပ်ခဲ့ပေမဲ့လဲဝဝစာကလေးမကတော့တင်းတင်းဘက်ကနေကူပြီးတော့ပြောပြလိုက်တော့ရေ။နောက်တနေ့မှာတော့ဝဝစာကလေးမနဲ့တင်းတင်းကြည့်ကမတို့နှစ်ယောက်ပဲရှိတဲ့အချိန်မှာတော့တင်းတင်းကြည့်ကမလေးကတောင်းပန်လိုက်တော့တယ်။ငါ့ကိုခွန့်လို့ပေးပါနော်ဝဝ။ငါနဲ့ဘောမကောင်းတာတွေအများကြီးလုပ်ခဲ့မိရဲ့။ နေ့တိုင်းအမိုက်တေကိုနေ့ရင်ရှေ့ကိုလာပစ်ခဲ့တယ်။နေ့ရင်ကိုလည်းညပတ်အောင်ငါလှုပ်ခဲ့တယ်။ဒါပေမဲ့နေကငါ့ကိုကူညီပြီးတော့အားလုံးရဲ့အရှိမရှက်မကွဲအောင်လှုပ်ပေးခဲ့တယ်။တော်ပါသေးတယ်ငါအချိန်မီသွားလို့မဟုတ်ရင်အိမ်ကနေထွက်သွားရလောက်ပြီတကယ်ပြောတာပါဘောဘွာငါနောက်နေ့ရစပြီးတော့အမိုက်တွေကိုအမိုက်ပုံမှာပဲတော့ပြစ်လိုက်ပါမယ်အဲ့လိုနဲ့ပဲတင်တင်ကြီးလက်မကဝဝစာကလေးမကိုတောင်းပန်လိုက်တော့တယ်အဲ့ဒီနောက်မှာတော့အားလုံးကအဆင်ပြေသွားခဲ့တော့တယ်